ဲ့တော့ကျွန်တော်တို့ရင်းကုန်ပျော်ရှင်တာရော့ဗီဒီယိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီတစ်ပတ်မှာလည်းကျွန်တော်တို့ပတ်စဉ်ပတ်စဉ်ဆိုသလိုငွေရည်ရောင်လမ်းညွန်ပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာလည်းငွေရည်ရောင်လမ်းညွန်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ငွေကြေးကြက်တဲတွေအခက်ခဲတွေအအဆင်ပြေဖို့ငွေကြေးလက်ရွှင်ကန်ကောင်းဖို့ကျွန်တော်တို့ရည်ရွယ်မျှော်လင့်ပြီးလမ်းညွန်ပေးနေတာဖြစ်ပါတယ်ကြည့်ရှုတဲ့မိတ်ဆွေတွေအားလုံးပဲ ငွေကြေးနဲ့ပတ်သက်လို့ကံကောင်းအဆင်ပြေကြပါစေအဲ့တော့ဒီတစ်ပတ်ကတော့ကျွန်တော်တို့9ရက်နိုဝင်ဘာလ2025တောက်ကြံနေ့ကနေ23ရက်နိုဝင်ဘာလ2025ကြာတာပြည့်နေ့ပေါ့ဒီကလာအတော်တွင်းမှာငွေကြေးနဲ့ပတ်သက်ပြီးတော့ပြုလို့ရမယ့်ရေတရာကိုလမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဘာလို့ရမလဲဆိုလို့ရှိရင်တော့မိတ်ဆွေများအနေနဲ့အိမ်ဖျားမှာနံပါတ်1အုံချောင်းညွန့်တပြေတညွန့်ပေါင်းပြီးတော့လှူပါနော် အပြီးတော့အုံတိပါတဲ့မုံပေါ့ကောင်းချင်းမောင်းတို့မိုးလုံးရီပေါ်တို့အဲ့လိုမုံမျိုးတွေကိုအများများလှူပေးပါအဲ့တော့ဘယ်နေ့မှလှူမလဲဆိုရင်တော့ဒီနေရာမှာက နေတော့မရှိပါဘူးကျွန်တော်ဒီဗီဒီယိုမြင်ပြီးဆိုတာနဲ့အမနက်9နာရီကနေ10နာရီအတွင်းလှူလို့ရပါတယ်အဲဆောနာအုံချောင်းညွန့်နဲ့တပြေးတညွန့်ထည့်ထားတဲ့ပန်းအိုးတို့မဟုတ်ဖန်ခွက်ထဲမှာရှိတဲ့ရေကိုတော့နှိမ့်စင်မှန်မှန်လဲပေးပါနွမ်းသွားရင်လည်းအစ်စ်လဲပေးပါဗောနော်အဲရှောင်းရမယ့်ဟာဒီပါလဲနှင်းစီပန်း နော်ဖျားကတ်တာနှင်းစီပန်းပန်တာနှင်းစီပန်းဆောင်ထားတာဆိုတာမျိုးရှောင်ပါခိတဒီတစ်ပတ်အတွင်းအဲပြီးတော့နိုးစီနဲ့ပတ်သက်တဲ့အဲအစာအသောက်တွေဟလာနှမ်းစီနဲ့ပတ်သက်တဲ့အစာအသောက်တွေခိတရှောင်ရမှာဖြစ်ပါတယ်နောက်တစ်ခုကအုံသီးစိတ်ပေါ့နော်အုံသီးစိတ်6စိတ်လှူနိုင်ရင်ကျွန်တော်ပူကောက်ပါတယ်ပကံများလေးတဲ့ထည့်ပြီးအုံသီးစိတ်6စိတ်လှူပေးပါကဲဒါဘယ်လောက်လောက်လုပ်မလဲဆိုလို့ရှိရင်တော့ဟလာ ရှောင်းရန်ရှောင်းတာကတော့ကျွန်တော်တပတ်လုံးရှောင်းပေးရမှာဖြစ်ပါတယ်။နှမ်းစီ၊နို့စီ၊နှင်းစီတောင်ရှောင်းပေးရမယ်တပတ်လုံး။အဲ့ဒါစွမ်းနာလှူရမယ်လှူပဲပစ္စည်းကိုတော့ဒီတပတ်ရဲ့အတော်အတွင်းမှာအချိန်ဒီ9နာရီနေ့မနက်10နာရီအတွင်းဖြစ်တယ်။လှူရမှာတော့အချိန်ရင်3ချိန်လောက်ဖြစ်ပါတယ်။နော်ဒီကနေ့တရက်လှူမယ်နောက်နေ့တရက်လှူမယ်နောက်နေ့တရက်လှူမယ်အနည်းဆုံး3ချိန်လောက်လှူပါ။ဒါမှမဟုတ်5ချိန်လောက်လှူလို့ရပါတယ်။နော်လှူပြီးတော့တေချာလေးလေးနက်နက်ဆူတောင်းအာယုံပြုတ်မယ်ဆိုရင်တော့အလားငွေကြီးနဲ့ပတ်သက်လို့ဒီတပတ်မှာကန်ကောင်းနိုင်တယ်။ငွေကြီးအခက်ခဲတွေအကျက်တဲတွေကနေလွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ အဲ့တော့ပတ်စင်တိုင်းကျွန်တော်တို့လမ်းညွှန်မြောက်ကိုပေးနေတာကိုစောင့်မျှော်ကြည့်ရှုအားပေးတဲ့မိတ်ဆွေများကိုလည်းဒီနေ့ကနေကျေးဇူးတင်ပါတယ်နောက်တစ်ပတ်ငွေရေတရားနဲ့အတူပြန်ဆောင်ကြပါမယ်ခင်ဗျာ